တမင်းနဲ့အတွင်ပတ်စံရတဲ့ Japan region TikTok account Fini ကိုတင်ပေးမယ်။ဒီလိုဖွင့်ဖို့အတွက်လုံးဝမခက်ပါဘူး။သူများလို website တွေဘာတွေမှာဝင်ပြီးဖွင့်မှာမဟုတ်ပါဘူး။ကျွန်တော် TikTok application ထဲမှာဝင်ပြီးတမင်းအတွင်ဖွင့်ပြမှာဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါ။အခုကျွန်တော်တင်ပေးမယ့်နီလန်းနဲ့ဆိုရင်ကလေးတောင် Japan region TikTok account ကိုဖွင့်နိုင်မှာဖြစ်ပါတယ်။ ကဲအချင်းမစပန်းတဲ့ဒီဗီဒီယိုကိုစာလိုက်ရအောင်ဂျပန် region TikTok account ဖွင့်ဖို့အတွက်လက်ရှိတင်သုံးနေတဲ့ account ကနေထွက်မယ်ထွက်ဖို့အတွက်အပေါ်မှာဒါအများကြီးရှိတယ်ဒီကောင်ကိုနှိပ်ပြီးမှကျွန်တော် add account ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ဒါပြီးရင်အောက်မှာ sign up ရှိရဲ့ sign sign up ကိုနှိပ်လိုက်ပါ။ sign up ကိုနှိပ်တာနဲ့ဒီလိုပုံစံပေါ်လာမယ်။ကျွန်တော်တို့ဒီအောက်မှာကြည့်မယ်ဆိုရင်ဒီမှာ born wish ပြနေနော်။ဒီကောင်ကိုကျွန်တော်တို့ Japan ပြောင်းမယ်။ပြောင်းဖို့အတွက်ဒီ born မြန်မာလို့ရထားတာကိုနှိပ်မယ်။ဒီမှာ Japan ကိုရှာမယ်။ ဒီအပေါ်မှာသွားရေးလို့ရတယ်နော်ဒီမှာရှာလို့ရတယ်ဒီမှာဂျပန်နဲ့အဲဂျပန်ကိုနေလိုက်မယ်လူနေလိုက်တာနဲ့ဒီအောက်မှာကြည့်မစင်အခုဂျပန်ပြီးသွားပြီနော်ဒီပေါ်မစ်ကနေမြန်မာကနေနော်ဂျပန်ပြီးသွားပါပြီဒီအောက်မှာနော်အဲ့လိုပဲထားရမှာဖြစ်ပါတယ်အဲ့လိုမှတာရင်ဂျပန် TikTok အကောင့်ဖွင့်လို့ရမှာဖြစ်ပါတယ်ဒီမှာ continue with Google ကိုနေမယ်ဒီမှာ TikTok အကောင့်တစ်ခါမှမဖွင့်ရသေးတဲ့ Gmail ကိုရွေးရမှာဖြစ်ပါတယ်ကွာ TikTok အကောင့်ကိုတစ်ခါမှမဖွင့်ထားဘူးအဲ့ Gmail ကို ရွေးချယ်ရမှာဖြစ်ပါတယ်ဒီမှာ TikTok ကတခါမှဖွင့်ထားတဲ့ Gmail ကိုဒီလိုပုံစံရွေးချယ်လိုက်ပါအခုအဲ့လိုရွေးချယ်ပြီးတာနဲ့ဒီမှာကိုမွေးဖွားတဲ့နှစ်လခုနှစ်ကိုရွေးချယ်ရမှာဖြစ်ပါတယ်ဒီမှာခုနှစ်ကိုကျွန်တော်ရွေးချယ်လိုက်မယ် Okay ခုနှစ်ကိုရွေးချယ်ရပြီဒါနှစ်နော်ဟိုဖက်မှာဆိုရက်ကိုကိုမွေးမွေးဖွားတဲ့ရက်ကိုဒီမှာရွေးချယ်လိုက်ပြီးရင်လကိုရွေးချယ်လိုက်ပါပြီးရင် confirm ကိုလင်းလိုက်ပါဒီကောင်ဆိုဒီလောက်လော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 တန်းနဲ့ရပါပြီเนาะโอเคဒီမှာနောက်တစ်ချိန်ရေးခိုင်းရနော် ခုနဟာအဲ့ဒါဖိတော်လုံးနေပါနော်โอเคနောက်တစ်ချိန်လည်းပြန်လုပ်လိုက်မယ်โอเคဒီမှာခုနဒီဘက်မှာလဒီမှာရက်နော်ဒီဘက်မှာလအဲ့လိုရွေးချင်မယ်ပြင်အောက်ကိုဆွဲမယ်ဆိုရင်ဒီမှာ nest ကိုနေမယ်နော်ဒီအပေါ်မှာလည်း nest ရယ်နော်ဒီ nest ကိုနေလိုက်မယ် nest ကိုနေလိုက်တာနဲ့ဒီကဒီလိုစာပါ guarantee ဒီလိုပုံစံဖြစ်ရင်လည်းဘာမှဖြစ်ပါဘူးနော်ရပါပြီနော် အမိုက်ကိုရှင်းရအောင်မယ်နော်အမိုက်ကိုရှင်းလိုက်တာနဲ့ရမှာဖြစ်ပါတယ်။ Okay အခုကျွန်တော် TikTok ထက်ကိုဝင်လိုက်မယ်။ဒီမှာကြည့်မှဆိုရင်တော့ကျွန်တော် TikTok အကောင့်ရပါပြီ။ကျွန်တော်ပြမယ်နော်။ Japan region TikTok အကောင့်ဟုတ်မဟုတ်ဆိုတာကိုသင်ကိုတက်တင်နေတကွာပြမှာဖြစ်ပါတယ်။ Okay ကျွန်တော်အပေါ်မှာ line 3ခုရှိတယ်။အဲ့ line 3ခုကိုနေလိုက်မယ်။ပြန် setting ကိုနည်းလိုက်မယ်အောက်မှာ setting ပေါ်ပြီးရှေ့အောက်နည်းလိုက်မယ်ပြန်အကောက်ကိုနည်းလိုက်မယ်နော်ဒီမှာအကောက်ရှိရနော်အကောက်ကိုနည်းလိုက်မယ် ဒီမှာကြည့်မယ်ဆိုရင် account information ကိုပြန်နေနိုင်မှာဒီမှာကြည့်မယ်ဆိုရင် Japan အောက်မှာကြည့်လို့ရနော် Japan နော် Japan region TikTok account ဒီလိုပုံစံနဲ့ဖွင့်လို့ရမှာဖြစ်ပါတယ်ဒီမှာနော် Japan region နော် Creator Reward Program ပေါ့မပေါ့ကိုလည်းကျွန်တော်တစ်ခါလည်းပြလိုက်မယ်နော် Okay ဒီမှာကြည့်လိုက်ဒီ line လို့နေမှာဒီမှာ TikTok studio ကိုနေမှာ TikTok studio နေပြီးရင်ဒီမှာကြည့်မယ်ဆိုရင်အကုန်လုံး Japan စာတွေပဲနော် Japan TikTok account နော်ဒီအောက်မှာကြည့်မယ်ဆိုရင် Creator Reward Program လည်းဒီမှာပေါ်လာပြီနော်ဒီမှာနေပြမယ်ဒီမှာကြည့်နော် ီလိုပုံစံနဲ့เนาะဒီမှာကြည့် Japan region TikTok account ကို10မိနစ်အထိမှာလုံးလို့ရမှာဖြစ်ပါတယ်